ကျွန်တော်ရဲ့ပရိသတ်ကြီးအားလုံးမင်္ဂလာပါခင်ဗျာ ASM Knowledge Channel ကနေပြန်လဲကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ရဲ့အချမိတ်ဆွေတငယ်ချင်းတွေကိုကျွန်တော်တို့ဒီမီးသွေးပေါ့နော်မီးသွေးအမှုံထောင်းပြီးတော့ဒီ72ဗိုလ်ဘက်ထရီအိုးပြုလုပ်တဲ့နည်းလေးကိုကျွန်တော်အသေးစိတ်မျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ channel လေးကနေကျွန်တော်ရဲ့ပရိသတ်ကြီးအတွက်နော် အသုံးဝင်နိုင်မဲ့အကြောင်းအရာလေးတွေကိုဆင်ဆက်မပြတ်မျှဝေပေးနေပါတယ်အားကြောင့်မို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးတွေလုပ်ပေးပါအောင်လို့နော်မြတ်တာရက်ခံတောင်းဆိုပါရခင်ဗျာโอเคဒါကတော့ကျွန်တော်တို့ AC မီးသီးအကျွန်းနဲ့ရပါတော့တတ်ထုပြားလေးပြတ်ပါတယ်အဲတတ်ထုပြားလေးကိုကျွန်တော်က12ဘုတ်လောက်မှာဆိုတော့6ခုလောက်ပေါ့နော်6ခုလောက်နောက်တစ်ခါဒီဒါတခဲအသေးလေးတွေကလည်း6လုံးသူတွေကကာဗွန်ရောင်းလေးတွေဖြုတ်ထားပါပေါ့နော် ပြီးရင်ကျွန်တော်တို့ဒီဝါယာ join ဖို့အတွက်အပေါက်ကလေးတွေပေါ့ဗျာနော်တတ်ထူပြားလေးတွေကိုအပေါက်ကလေးတွေဖောက်ထားမှာဖြစ်ပါတယ်အကြက်ကအပေါင်းကိုတော့ကျွန်တော်ကဒီကာဗွန်ချောင်းကအပေါင်းအပေါင်းငုတ်ဖြစ်သုံးမှာပါနော်အဲ့ကြတော့ကျွန်တော်တို့ဒါဝါယာဂျိုးလေးတွေနဲ့နော်ခဏကတက်ခဲတဲ့ကတက်ခဲအဟောင်းနဲ့ကာဗွန်ချောင်းလေးတွေနဲ့ join ဖို့ကျွန်တော်ဝါယာလေးတွေလိုအပ်တယ်လို့ဖြတ်ထားမှာဖြစ်ပါတယ် နောက်ဒီ AC မီဒီအကျွမ်းနဲ့သတ္ထုပြားကိုတော့အမပြားဖြစ်အသုံးပြုမှာဖြစ်ပါတယ်ဗျာနော်အဲ့ကျတော့ကျွန်တော်ဝါယာကျိုးလေးတွေကိုလည်းနှစ်ပင်ပူးပြီးတော့ပေါ့နော်နှစ်ပင်ပူးပြီးတော့အသုံးပြုမှာဖြစ်ပါတယ်ဒါတခက်အဟောင်းနဲ့ကာဗွန်ချောင်း6ချောင်းကိုကျွန်တော်ကဒါအပေါင်းငုတ်6ခုပေါ့နော်6ခန်းစာ12ဖို့ရအောင်လို့ပေါ့နော်အဲ့လိုလေတေချာလေးတွေကျွန်တော်တို့ခြိပေးရမှာဖြစ်ပါလေဗျာနော် ကာဝန်ချောင်း6ချောင်းလို့မယ်တတ္ထုပြားလေးအပြားကလည်း6ပြားလို့မှာပေါ့နော်ဒီမှာကျွန်တော်ကအပေါင်းငုတ်ကိုတိတာအောင်လို့ဒီမှာနော်ပန်းရောင်လေးတွေဝါယာကျူးပန်းရောင်လေးတွေသုံးတာပေါ့ဗျာနော်နောက်ဒီတတ္ထုပြားအမပြားကြရင်တော့အနှုတ်ဆိုတော့ကျွန်တော်ကအဖြူရောင်ကျူးဝါယာကျူးလေးတွေသုံးမှာပေါ့နော်ခုသာအရင်ဆုံးဒါကာဝန်ချောင်းလေးတွေနဲ့ဒါဝါယာကျူးလေးတွေနဲ့နော်ချီနေတာဖြစ်ပါတယ်ဗျာနော် ကာဗွန်ကြောင်းကတော့ကျွန်တော်တို့အခုကတော့နည်းနည်းဓာတ်ခဲအကြီးရရှသွားပြီနော်ဓာတ်ခဲအကြီးတဲ့ကာဗွန်ကြောင်းဆိုရင်တော့ပိုကောင်းတယ်ဗျာနော်ဒါကကျွန်တော်တို့နိုင်ဓာတ်ခဲလေးတွေဆိုတော့ဒီကာဗွန်ကြောင်းလေးတွေကနည်းနည်းသေးတာပေါ့နော်သူ့တဲ့ကြီးရင်တော့ပိုပြီးတော့ပိုပြီးတော့ကောင်းမှာပေါ့ဗျာနော်โอเคเนาะ6ခု 6ခုစလုံးကိုဒါအသေးချာချာလေးခြီးပေးရမှာဖြစ်ပါတယ်ဗျာနော်ပြီးရင်ကျွန်တော်အားလုံးပြီးသွားရင် ကျွန်တော်တို့ဒီဆိုလာဗျာလေးနဲ့အားသွင်းမှာပဲဗျာနော်တကယ်လို့ဆိုလာဗျာဆိုလာဗျာကကျွန်တော်တို့ခုကျွန်တော်တို့ဘက်ထရီအိုးကအသေးပဲဖြစ်တဲ့အတွက်ဆိုလာဗျာဝတ်အကြီးတွေနဲ့တော့အသွင်းလို့အဆင်မပြေတော့ပါဘူးနော်ဆိုလာဗျာဝတ်30 ဝတ်30ဝတ်40เนาะတွဲဖို့ဆိုလာပြားလေးနေเนาะဒါခုတ်ကကာဗွန်ရောင်း6ချောင်းစလုံးနော်လို့ဒါဝါယာရုတ်ချီလို့ပြီးသွားပါပြီနောက်တစ်ခါဒီအမဗျားအတွက်ပေါ့เนาะအမဗျားအတွက်ကကျွန်တော်ဒီမှာဝါယာရုတ်ဖြူရောင်လေးတွေသုံးထားပါတယ်ကွဲအောင်လို့ပေါ့เนาะဝါယာကျိုးကတကယ်တမ်းတော့အရှိကြီးတွေမလိုပါဘူးဗျာနော်ကျွန်တော်ကပြီးတော့မှပူရင်လည်းဖြတ်ပြတ်မှာပေါ့ဗျာနော်ဒီအပေါင်းနှုတ် အပေါင်းနဲ့အနုတ်ကျွန်တော်တို့ဟိုရိုးရိုးဒီ asset battery တွေလို့ပဲပေါ့နော်အပေါင်းတို့အပေါင်းတို့ကျွန်တော်တို့ CD ဆက်သွားမှာဖြစ်လို့ပေါ့နော်အဲနည်းနည်းလေးဟွာဂျိုးလေးတွေရှည်ပေးထားပါနော်ဒါခဏကကျွန်တော်တို့မိသီးအကျွမ်းနဲ့တတ်ထုပြားလေးတွေပါအမပြားပါနော်သူ့ကိုလည်းကျွန်တော်ဒါအဖြူရောင်ဝါယာဂျိုးလေးတွေနဲ့နော်6ခုစလုံးကိုလိုက်ပြီးတော့ခြီးရမှာဖြစ်ပါတယ်နော်တေးသေးချာချာလေးခြီးပေးရမှာဖြစ်ပါတယ် ကျွန်တော်ဗီဒီယိုလည်းတူနိုင်သမျှတူအောင်လို့ကျွန်တော်ကစပီကိုတော်တော်လေးမြန်ထားတာပါเนาะအားကြောင့်ကြည့်ရတာနည်းနည်းလေးခေါင်းနောက်ရင်တော့လေသိခံပြီးတော့ကြည့်ပေးပါဗျာเนาะကျွန်တော်ဗီဒီယိုမရှိအောင်လို့ပါเนาะတခြားကျွန်တော်တို့ဒါတဲ့ကောင်းတဲ့နီလန်းလေးတွေရှိရင်လည်းကျွန်တော်ကိုကွန်မန့်လေးရနေအကြံဉာဏ်လေးပေးပါအောင်เนาะဒါကျွန်တော်ကအခုလောလောဆယ်ကျွန်တော် ဒီမှာရှိတဲ့ပစ္စည်းအဟောင်းလေးတွေပေါ့နော်ဒါခဲအဟောင်းလေးတွေရဲ့နောက်မီးသီးအကျွန်းတစ်လုံးရှိတာနဲ့အဲ့မီးသီးအကျွန်းနဲ့ကတထုပြားနဲ့ဒါစန့်ကြည့်တာဖြစ်ပါတယ်ဗျာနော်အဲ့ဒါမာပြားလည်း6ခုစလုံးပြီးပြီအဖိုးချောင်းလေးတွေလည်း6ခုစလုံးပြီးသွားပါပြီနော်ပြီးရင်ကျွန်တော်တို့တစ်ခုနဲ့တစ်ခုချိတ်ဆက်ဖို့အတွက်ကျွန်တော်ဝါယာလေးတွေဒါအပေါ်ကနော်ပေါ်ပိုင်းကဝါယာလေးတွေခွာထားမှာဖြစ်ပါတယ်ဗျာနော် အားလုံးပြီးသွားပြီပေါ့နော်6စုံပေါ့ဗျာနော်တခန်းကိုကျွန်တော်တို့ကာဝန်ချောင်းတစ်ချောင်းနဲ့ဒီတတ်ထုပြားလေးတစ်ခုပြီးရင်ကျွန်တော်တို့ဒီအတွဲလေးတွေတွဲဖို့ပေါ့နော်ကျွန်တော်ကဒီပကန်းဆေးတဲ့ဖော့တုံးလေးပေါ့နော်ဖော့တုံးလေးကိုကော်နဲ့ကတ်ပြီးတော့ဒီအမပြားနဲ့အဖိုချောင်းနဲ့ကိုဒါကော်လေးတွေနဲ့ကတ်တာဖြစ်ပါတယ်နော်တနေရာမရွေးအောင်လို့ကျွန်တော်ကတော့ကော့လေးနဲ့ပေါ့နော်ခုလိုလေး6တွဲရမှာပဲနော် တတုပြအမပြနဲ့ကာဗွန်အဖိုချောင်းနဲ့ပေါ့နော်အဲ့အားလေးတွေကိုကြားထဲမှာဖော့လေးခံပြီးတော့ကျွန်တော်တို့ဒါကော်လေးနဲ့နော်ခြောက်တွဲရအောင်လိုက်တွဲမှာဖြစ်ပါတယ်နော်သူကဒီအမပြနဲ့အဖိုချောင်းနဲ့ထိနေရင်ဘိုးမထွက်ပါဘူးနော်အဲ့အားကြောင့်မို့ကျွန်တော်ကကြားထဲမှာ ဖော့လေးခံလိုက်တာဖြစ်ပါတယ်နော် ီးရင်ကျွန်တော်တို့ဒီဝါယာကျိုးခြည်တဲ့နေရာလေးတွေကိုလည်းကော်လေးတွေနဲ့နော်လုံအောင်ပုံနိုင်ရင်တော့ပိုကောင်းပါတယ်နော်မပြုတ်တာပါပဲနော်အတော်အသင့်မပြုတ်တာပါဆွဲမိလို့ရှိရင်မပြုတ်အောင်လို့နော် ဒီတကူပြီးရင်တော့ပြီးပါပြီเนาะဒီမှာကျွန်တော်ကာဗွန်ညောင်းအကြီးတကူပေါ့เนาะတခဲအကြီးအဟောင်းတစ်လုံးရှိတာ ਨੇ ကာဗွန်ညောင်းတစ်ချောင်းကတော့အကြီးလေးထက်သုံးလိုက်တာပေါ့เนาะဟုတ်ကဲ့ဒါ6ခန်းစလုံးသာเนาะရသွားပါပြီပြီးရင်ကျွန်တော်တို့ဒါမီးသွေးပေါ့เนาะမီးသွေးကျွန်တော်တို့ဝယ်တဲ့မီးသွေးလည်းရတယ်အိမ်ကထမင်းချက်တဲ့မီးသွေးအဟောင်းလည်းရတယ် အဟောင်းကိုကျွန်တော်တို့အမှုံထောင်းရမှာပေါ့နော်အမှုံလေးထောင်းပြီးတော့ကျွန်တော်တို့ဟိုပရိအဟောင်းထဲကပေါ့နော်ပရိအဟောင်းထဲက asset အဟောင်းနေပေါ့နော်ကျွန်တော်ကတော့သုံးမပြည့်ဖက်နေဒါစမ်းဖို့ရအတွက်ပေါ့နော် asset အသက်ဝယ်စရာမလိုပါဘူးเนาะအဟောင်းနဲ့ဒါမိသွေးမှုန့်နဲ့ရောပြီးတော့ဖြော်တာပါဖြော်ပြီးရင်ကျွန်တော်တို့ဒါရစားဘူးကောင်အဟောင်းလေးတွေပေါ့เนาะရစားဘူးကောင်အဟောင်းလေးတွေကျွန်တော်တို့ fiber သို့မဟုတ် plastic ပေါ့နော် plastic ဘူးလေးတွေနဲ့ရစားဘူးလေးတွေနဲ့သူ့တဲကိုကျွန်တော်တို့မပြည့်တပြည့်လောက်ပေါ့နော်မပြည့်တပြည့်လောက်လိုက်ပြီးတော့6ဘူးစလုံးထည့်ရမှာဖြစ်ပါလေကြာနော်ဒီအခုဒီမီးသွေးမှုန့်ရဲ့အပြည့်အကျဲကတော့ကျွန်တော်တို့ ြဲရင်ကောင်းသလားပြည့်ရင်ကောင်းသလားကတော့ကျွန်တော်လည်းသိချာမသိသေးပါဘူးခုမှဒါအခုကျွန်တော်အနေထားအခုအနေထားအတိုင်းဒါပထမစမ်းသပ်ကြည့်တာဖြစ်ပါတယ်နော်ကျွန်တော်ဒီအရင်တစ်ခါလှုပ်ဖူးတာကစားနဲ့တစ်ခါလှုပ်ဖူးတာနော်စားနဲ့ကကျွန်တော်တို့ဒီအမဖျားတွေကို ခဏလေးစားသွားလို့ခုဒါကျွန်တော်ကဒီအဆက်အဟောင်းနဲ့စန့်ကြည့်တာပေါ့နော်စားနဲ့ကလည်းရတော့ရတယ်သူကအမဒီကာဗွန်ချောင်းကတော့ဘာမှမဖြစ်ဘူးဒီအမဗျားကကျတော့အဲ့တော့ကကျွန်တော်အချူရီဘူးကွန်လေးတွေနဲ့လောက်တာပေါ့နော်ချူရီဘူးကွန်ကိုစားနဲ့ကျတော့သူကခဏလေးပောက်ပြီးတော့ပြက်သွားတာပေါ့နော်အဲ့ဒါကြောင့်မို့ဒါဒီတစ်ခါကျတော့ကျွန်တော်ကဒါဘက်ထရီအိုးအဟောင်းနဲ့ကသွန်ထားတဲ့အဆက်အဟောင်းလေးနဲ့စန့်ကြည့်မှဖြစ်ပါတယ်နော် ဒါခဏကတွဲပြီးသားเนาะအမဗျာအဖိုးချောင်းလေးတွေကိုဒါထဲထဲလိုက်ပြီးတော့6ခန်းစလုံးပေါ့เนาะဒါရစာဘူးကွန်လေးတွေလည်းကိုခုပုံစံအတိုင်းလေးလိုက်ပြီးတော့ထည့်အမှာဖြတ်ပါလေเนาะတကယ်လို့ခဏကဖော်တုံးလေးတွေမရှိဘူးဆိုရင်လည်းကျွန်တော်တို့ဒီဒီဟိုရစာဘူးကွန်လေးရဲ့အဲအစွန်တစ်ဖက်ကိုကျွန်တော်တို့ဒီကာဗွန်ချောင်းလေးထားပြီးတော့ဂျန်တဲ့တစ်ဖက်နှာခမ်းနားကိုဒီတတ်ထုပြားလေးထားရင်လည်းရပါတယ်เนาะ ဒါကတော့ကျွန်တော်ကအလဲကိုအလဲတက်တဲ့ကိုထားကျင်တာမို့ခုနကဖော့တုံးလေးတွေနဲ့ကော်နဲ့တွဲလိုက်တာဖြစ်ပါတယ်နော်အဲလိုအဲ့လိုကော်တွေပါတွေတွဲစရာမရှိဘူးဖော့လည်းမရှိဘူးဆိုရင်ကျွန်တော်တို့ဒီရစားဘူးကွန်လေးတွေရဲ့ဟိုဘက်ဒီဘက်ပေါ့နော်ဟိုဘက်နှက်ခမ်းဒီဘက်နှက်ခမ်းလေးကိုအဓိကကတော့ကျွန်တော်တို့ဒီအမပြားနဲ့အဖို့ကြောင်းနဲ့မထိအောင်ပေါ့နော်အဓိကကတော့အဲ့ဒါပါပဲနော်ແຕ່ອ່າລົງຈົນ6ປູສະລົງແທບປີ້ວ່າພີ້ແທບປີ້ຫຍັງຈົນເຮົາເຜຍ້ອງໂອອຽຈູປີ້ລະ အပေါ်ကနေတာအပိတ်ပေါ့ဗျာနော်အပိတ်သဘောမျိုးပါနော်ဆီအောင်တိုင်းကျွန်တော်တို့ဆီအောင်တိုင်းအကြီးတတိုင်းလောက်ဆိုရင်ရပါတော့ဆီအောင်တိုင်းအကြီးတတိုင်းတော့ကိုအပူပေးပြီးတော့ဒါအပေါ်ကနေအပိတ်အနေနဲ့ဆီအောင်လေးလောင်းလိုက်တာဖြစ်ပါတယ်နော်အဲဆိုရင်ကျွန်တော်တို့အတော်သက်ဟာမဖိတ်တော့ဘူးဗျာနော်ရစားဘူးကွန်လေးတွေနဲ့နရတိလောက်ပေါ့နော်နရတိလောက်လေးပြီးရင်ကျွန်တော်တို့စီရီး အပေါင်းနှုတ်အပေါင်းနှုတ်ဆက်သွားမှာပါနော်ဒီမှာပန်းရောင်ကပန်းရောင်ဝါယာကအပေါင်းမှာနော်အဖြူရောင်ဝါယာကျိုးလေးကအနှုတ်ပေါ့နော်ဒါကာဗွန်ရောင်နဲ့ဒီတတ်ထုပြားကိုတလှဲ့စီဆက်သွားတာဖြစ်ပါတယ်နော်6ခန်းစလုံးကိုအဲ့ဒီနေ့တိုင်းပဲဆက်သွားမှာဖြစ်ပါတယ်ဗျာနော်ဒါဆိုရင်မှားစရာလည်းမရှိပါဘူးနော်ဝါယာကျိုးလေးအယောင်ခွဲထားတာဆိုတော့ အဲ့ဆိုရင်ကျွန်တော်တို့နောက်ဆုံးကြံရဲမှာကအဖြူရောင်ဟွာရိုးတစ်ခုနဲ့ပန်းရောင်ဟွာရိုးတစ်ခုကြံမှာပေါ့နော်ပန်းရောင်ကအပေါင်းဖြူရောင်ကအနှုတ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ကဒီဆိုလာပြားအသေးလေးနဲ့နော်အားသွမ်းမှာဖြစ်ပါတယ်အဖြူရောင်ကိုကျွန်တော်တို့ဒါဆိုလာပြားလာမဲ့အနှုတ်ပေါ့နော်အနဲ့ရောင်ကလေးလေးနဲ့ချိတ်လိုက်ပါပြီနောက်ကျန်တဲ့ဒီဘက်ကပန်းရောင်ကျိုးလေးကိုတော့ဆိုလာကလာတဲ့အပေါင်းပေါ့နော်အနီရောင်ကလေးကလေးနဲ့ဒါအားသွမ်းထားပါကြီးရနော် ကဲအသွင်းပြီးတော့ကျွန်တော်ခဏလေးထားကြည့်လိုက်မယ်နော်15မိနစ်လောက်ကျွန်တော်အသွင်းကြည့်လိုက်မယ်ခဏလေးပြတ်ထားလိုက်ပါမယ်နော် ကဲ15မိနစ်လောက်ကြာပြီဆိုတော့ကျွန်တော်ဒါဆူလာပြားဆူလာပြားနဲ့အသွင်းသားလေးကျုပ်ချုပ်လိုက်ပါပြီနော်ချုပ်ပြီးတော့ခုလောက်ထားတဲ့ဒါဘက်ထရီလေးကိုကျွန်တော်ပိုလေးတစ်ချက်တိုင်းကြည့်ပါမယ်နော်ပိုတိုင်းကြည့်တဲ့အခါမှာကျွန်တော်တို့စုစုပေါင်းဒီမှာနော်14ဖို့14ဖို့လောက်ရပါတယ်နောက်3ခန်းစာက baby 3ခန်းက6.9ပေါ့เนาะနောက်ညာဘက်3ခန်းက assist ပေါ့နော်ထားပါတော့နော်ခမန်းကြီးပေါ့ဗျာကဲအဲ့ကြတော့မစိုးဘူးပေါ့နော်72ဘုတ်72ဘုတ်ဆိုတော့73ဘုတ်ကျော်ကျော်14ဘုတ်ဒီပါလောက်နော်ရပါတယ်ကဲသူ့ကိုကျွန်တော် LED အလုံး20နဲ့စမ်းကြည့်ပါမယ်နော်အရင်ဆုံးပထမ3ခန်းချိန်ကြည့်ပါမယ်နော်အဲ3ခန်းကိုတော်တော်လေးမစိုးဘူးလင်းတယ်ဗျာနော်နောက်4ခန်းချိန်ကြည့်မယ်5ခန်း ကဲအားလုံးချိန်ကြည့်လိုက်မယ်ဗျာ6ခန်းလုံးနော်6ခန်းလုံးဆိုတော်တော်လေးလင်းပါကြီးရနော်တော်တော်လေးလင်းတယ်မဆိုးဘူးပေါ့နော်ကဲအဲ့ကြတော့ကျွန်တော်ပြိသက်ကြီးလဲခုလိုဝါသနာပိုင်းတော့ကဲနော်အိမ်မှာဒီလိုပစ္စည်းအဟောင်းလေးတွေရှိရင်စမ်းကြည့်လို့ရပါတယ်ဗျာနော်စားနဲ့လဲစားနဲ့ရည်နဲ့ထည့်လို့လည်းရတယ်အခုဒီဟာကတော့ကျွန်တော်ကဒီပရိဥရိယအဆက်အဟောင်းလေးနဲ့ နော်စန့်ထားတာဖြစ်ပါလေဗျာနော်လင်းအားလေးလည်းကောင်းပါလေဗျာနော်ကဲကျွန်တော်ပရိသတ်ကြီးကြီးစုပေးခဲ့တယ်နော်ကျွန်တော်ပရိသတ်ကြီးအားလုံးတူရင်းတယောက်ချင်းစီကိုထူးပဲကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေကျွန်တော်ဒီ channel လေးကိုလည်း subscribe လုပ်ပါသေးရင် subscribe လေးတွေလုပ်ပြီးတော့အားပေးပါဦးနော်မြတ်တာရက်ခံပြီးတော့ထပ်မံပြီးတော့တောင်းဆိုပါတယ်ဗျာ